္ဂလာပါရှင်မတ်လ18ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါ KNU တမဟာခွန်နေမြေတဲက KNLA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ် drone နဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီ2025အတွင်းနိုင်ငံရေးစစ်ရေးနဲ့တပ်တမန်ရေးအရှိန်မြင့်မယ်လို့ချင်းအမျိုးသားတပ်ဦး CNF ကြေညာပါတယ်မူဆယ်မှာကြားဖြန့်လောင်းကစားရုံကိုငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူ့စစ်အဖွဲ့အချင်းချင်းဖမ်းဆီးရိုက်နှက်ခဲ့ကြပါတယ်ဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင် ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကအသေးခံ drone တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ထိုင်းသတင်းဌာနတချို့ကဒီနေ့မှဖော်ပြပါရတယ်။ထိုင်းမြန်မာနယ်စပ်ကခြေကုပ်စခန်းကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီတပ်ဟာဒီမနက်အစောပိုင်း3နာရီကျော်က KNU ဗဟိုဌာနချုပ်နေရာကို drone နဲ့3ချိန်လာရောက်တိုက်ခိုက်ခဲ့တာပါ။ ထိုင်းနယ်စပ်အနီးတက်မဟာခွန်နယ်မြေထဲမှာရှိတဲ့ KNU ဗဟိုဌာနချုပ် KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခတ်ခဲ့ရမှာအဆောက်အဦအနှဲငယ်ပျက်စီးခဲ့တယ်လို့သတင်းရှင်းမြစ်ကအသိပေးပါရယ်စစ်ကောင်စီတပ်ဟာကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ရှမ်းရွာသိမ်းမြို့မှာဖြူဟာစခန်းတစ်ခုအခြေစိုက်ထားပြီး KNU ဘ ഹു ဌာနချုပ်အပါအဝင်ရှမ်းရွာသိမ်းမြို့အနီးတစ်ဝိုက်မှာရှိတဲ့ KNU စခန်းတွေကို drone နဲ့မကြာခဏတိုက်ခိုက်လေရှိတယ်လို့တမဟာခွန်သတင်းရှင်းမြစ်ကဆိုပါတယ်။တမဟာခွန်နေမြေတဲက KNU ဌာနချုပ်နေရာဟောင်းမနယ်ပလောဒေသမှာရှိတဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလအတွင်းလက်လွတ်လိုက်ရပြီးနောက်စစ်ကောင်စီတပ်ဟာတမဟာခွန်မှာရှိတဲ့ KNU စခန်းတွေကို drone တွေသုံးပြီးကင်းထောက်တာ၊ဘုံချတိုက်ခိုက်တာတွေခက်စိတ်စိတ်လှုပ်ဆောင်လာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတမဟာခွန်နေမြေထိုင်းမြန်မာနယ်စပ်အနီးကပူလူတူစခန်းကိုစစ်ကောင်စီတပ်ထပ်ပြီးဆုံးရှုံးခဲ့ရပြန်ပါတယ်။အဲ့ဒီစခန်းကိုဆုံးရှုံးပြီး၄ရက်အကြာမှာပဲ KNU ဌာနချုပ်ကို drone နဲ့တံပြင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ KNU ဗဟိုဌာနချုပ်ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလတွင်ကတစ်ချိန်ဒီနှစ် January ကရင်တော်လှန်ရေးနေ့မှာတစ်ချိန်စစ်ကောင်စီတပ်ရဲ့ drone နဲ့တိုက်ခိုက်တာကိုကြုံထားရပါတယ်ရှင်။ဒီ2025ခုနှစ်အတွင်း နိုင်ငံရေးစစ်ရေးတန်တမာရေးလှုပ်ရှားမှုအရှိန်တိုးမြင့်သွားမယ်လို့ချင်းမျိုးသားတက်ဦး CNF ကကြေညာလိုက်ပါတယ်။ဒီကြေညာချက်ကို CNF ဘ ഹു အလုံအမှုဆောင်ကော်မတီကမတ်လ18ရက်ဒီကနေ့မှထုတ်ပြန်လိုက်တာပါ။လာမယ့်မတ်လ20ရက်နေ့ဟာ38နှစ်မြောက်ချင်းတော်လှန်ရေးနေ့ဖြစ်ပါတယ်။ချင်းတော်လှန်ရေးအင်အားစုတွေကအာဏာရှင်စနစ်မှန်သမျှအမြင့်ပြတ်ချေမှုန်းပြီးအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အမျိုးသားဒန်းတူရေးအာမခံချက်ရှိတဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တဲ့38နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။ချင်းတော်လှရင်နေ့အထိမ်းအမှတ်ဖြင့်အကျဉ်းသား82ဦးကိုလူငယ်ချမ်းသာ권ပေးလိုက်ကြောင်းလည်းကြေညာပါတယ်။ချင်းပြည်အတွင်းစစ်ကောင်စီတပ်ကင်းစင်ရေးနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဩဇာအာဏာတည်ရောက်မှုမှန်သမျှအဆုံးသတ်ရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ညီနောင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လက်တွဲပြီးအစုံတိုင်းတိုက်ပွဲဝင်သွားမယ်လို့ CNF ကသဘောထားထုတ်ပြန်ပါတယ် အာနာသိစေအုပ်စုရဲ့အကြံဖတ်မှုကြောင့်ပြည်သူတွေဆုံးရှုံးခဲ့တဲ့လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေစေတနာရှင်တွေအနေနဲ့ပတ်ပိုးကူညီကြဖို့လဲ CNF ကတောင်းဆိုလိုက်ပါတယ်ရှင်။တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့မူဆယ်မှာကြားပြန်လောင်းကစားရုံကိုငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်တပ်ဖွဲ့ဝင်အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေပြောပါတယ်။ပြည်သူစစ်အချင်းချင်းဖမ်းဆီးရိုက်နှက်မှုဟာမူဆယ်မြို့မင်္ဂလာမူဆယ်အိမ်ယာနီးမှာ မတ်လ18ရက်မနေ့ကဖြစ်ပွားခဲ့တာလို့မြို့ကန်တအူးကပြောပါရယ်ဖြစ်စဉ်အသေးစိတ်ကိုတော့အတိအကျမသိရသေးပါဘူးလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ရုပ်သံတွေမှာလက်နက်ကင်ပြည်သူစစ်ယူနီဖောင်းဝတ်ဆင်ထားသူတွေနဲ့အရက်ဝတ်တွေကဖမ်းထားသူတချို့ကိုရိုက်နှက်ကန်ကြောက်နေတာတွေ့ရပါရယ်စစ်ကောင်စီတပ်ဟာမူဆယ်မြို့ကိုဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ကြိုးပမ်းရမှာပြည်သူစစ်တွေကိုအထူးကအားထားနေရတယ်လို့မြို့ကန်သတင်းရှင်းမြစ်ကဆိုပါရယ်မူဆယ်မြို့မှာစစ်ကောင်စီတပ်လက်အောက်ခံပြည်သူစစ်အဖွဲ့6ဖွဲ့ထံမှနေရှိနေပါရယ် နေဆက်ကုံသွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မှာတော့ကုံသွယ်မှုပြုလုပ်ရာ105မိုင်ကုံသွယ်ရေးဆောင်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားတာပါစစ်ကောင်စီတပ်ကတော့မူဆယ်မြို့ပေါ်မှာပဲတပ်ဆွဲထားတာဖြစ်ပြီးခန်းစစ်ပြင်ထားတယ်လို့သိရပါတယ်ရှင် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင် မတ်လ18ရက်နေ့အတွက် People's Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးပါမယ်။ဂါဇာမှာအစ္စရေးဘက်ကစစ်စင်ရေးတွေပြန်ဆပြီးတရက်အတွင်းပါလက်စတိုင်း220ကျော်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ EV ကားတွေအတွက်အရန်မြန်ဆန်တဲ့ဘက်ထရီအားသွေးနည်းပညာအသစ်ကိုမိတ်ဆက်ခဲ့ပြီးနောက် BYD ရဲ့ share တွေဈေးတက်လာနေပါတယ်။ Honduras ကမ်းလွန်ပင်လယ်တဲကိုခရီးသည်တင်လေယာဉ်ငယ်တစ်စီးပြတ်ကြပြီးလူသေဆုံးမှုတွေရှိခဲ့ပါတယ်။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ ဂါဇာမှာအစ္စရေးကပမာဏကြီးကြီးမားမားလှုပ်ဆောင်နေတဲ့တိုက်ခိုက်မှုတွေကြောင့်တရက်ထဲနဲ့တင်ပါလက်စတိုင်း220ကျော်သေဆုံးခဲ့တယ်လို့ဟာမတ်စ်ပြောက်ကြားအဖွဲ့လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မတ်လ18ရက်ညတကောင်ကျော်အချိန်ကစလို့အစ္စရေးဟာဂါဇာမှာရှိတဲ့ပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်စ်ရဲ့စစ်ရေးပြင်မှတ်တွေကိုတိုက်လေယာဉ်တွေနဲ့ဘုံကျဲပြီးဒုံးကျည်တွေနဲ့ပါပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးတွေက ဟာမတ်စ်တွေရဲ့အကြမ်းဖက်စစ်ရေးပစ်မှတ်တွေကိုဥတီခဲ့တာဖြစ်တယ်လို့ Israel စစ်တပ် IDF ကကြေညာပါတယ်။ January 16ရက်နေ့ကဟာမတ်စ်နဲ့ Israel ကြားရရှိထားတဲ့အပြည့်အခက်ရစဲရေးသဘောတူညီချက်ကလည်း Israel ရဲ့စစ်စင်ရေးနဲ့အတူပြက်ပြဲသွားပြီလို့သတ်မှတ်နိုင်ပါတယ်။မွတ်စလင်ဥပုပ်လဖြစ်တာကြောင့်ဥပုပ်ယူထားတဲ့ဂါဇာဒေသခံအများပြားဟာအာယုံမတက်ခင်စားသောက်ဖို့ပြင်ဆင်နေတဲ့အချိန်နေရအနှံ့ကနေပောက်ကွဲတံတွေကိုကြားခဲ့ရပါတယ် ဂါဇာမြောက်ပိုင်းမှာရှိတဲ့ဂါဇာစီးတီးမှာဆိုရင် အစ္စရေးတိုက်လေရင်အစီး20ကျော်လောက်ခန့်နှိမ့်နှိမ့်ဖြတ်ပြန်ရင်ဘုံးတွေကျဲချခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။အလားတူပဲဂါဇာတောင်ပိုင်းကရာဖာမြို့မှာလည်းအစ္စရေးလေရင်တွေကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုရောကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်စ်ကပါဂါဇာမှာစစ်ဆင်ရေးတွေပြန်ဆဖို့ IDF ကိုညွှန်ကြားခဲ့ကြောင်းမတ်လ18ရက်မနေ့ပိုင်းမှာအသေးသေးထုတ်ပြန်ခဲ့ပါတယ်။ ဟားမတ်ကအပြစ်အခတ်ရက်စဲရေးသဘောတူညီမှုတွေကိုတက်တန်းထတ်တူးဖို့ညှင်းဆန်းပြီးအစ္စရေးတစားကန်တွေကိုလွှတ်ပေးဖို့မရေမရာလုပ်နေတဲ့အတွက်အခုလိုစစ်ဆင်ရေးတွေပြန်ဆတာလို့အစ္စရေးဘက်ကအကြောင်းပြထားပါတယ်။ဟားမတ်တွေကတော့အပြစ်ရက်သဘောတူညီမှုကို အစ္စရေးဘက်ကစပြီးတစ်ဖက်သက်ချိုးဖောက်လိုက်ပြီးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဟာမတ်တွေလိုပဲအီရန်ကကြောထောက်နောက်ခံပေးထားတဲ့ဒေသတွေလက်နက်ကင်အင်အားစုတစ်ခုဖြစ်တဲ့ရေမင်အခြေစိုက်ဟိုတီတပုံတွေကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေအစပြုလာတဲ့အချိန်မှာအစ္စရေးကလည်းဂါဇာမှာစစ်မီးပြန်မွှေးလာတာဖြစ်ပါတယ်။အခုအခါမှာတော့အီရန်ရဲ့မဟာမိတ်လက်နက်ကင်အဖွဲ့အစည်းနှစ်ခုဟာအစ္စရေးနဲ့အမေရိကန်ရဲ့ပြင်းပြင်းထန်ထန်လေကြောင်းတိုက်ခိုက်မှုတွေကိုရင်ဆိုင်နေရပါတယ်။ American အစိုးရကဂါဇာမှာအပြစ်အခက်ရက်စဲမှုပြက်ပြဲသွားတဲ့အပေါ်တိတိကျကျသဘောထားမှတ်ချက်မပေးသေးပါဘူး။ ဒါပေမဲ့အစ္စရေးဟာစစ်စင်ရေးတွေပြန်ဆမဲ့ကိစ္စကိုသမ္မတဒေါ်နယ်ထရမ့်စီကြိုတင်အသိပေးအကြောင်းကြားခဲ့တယ်လို့တော့အင်ဖြူတော်ကထုတ်ပြန်ထားပါရရှင်။ညစက EV တွေအတွက်အရန်မြန်ဆန်တဲ့ဘက်ထရီအားသွင်းနည်းပညာသိက္ခာကိုမိတ်ဆက်ခဲ့တဲ့နောက်တရုတ်ကားကုမ္ပဏီ BYD ရဲ့ရှယ်ယာတန်ဖိုးတွေတိတိတတ်တာတက်ရိပ်ပြလာခဲ့ပါတယ်။ရုပ်ကြွင်းလောင်စာသုံးမော်တော်ယာဉ်တွေကိုရော EV တွေကိုပါထုတ်လုပ်နေတဲ့ BYD ဟာကုမ္ပဏီရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ HANLC တန်တွေမှာ အဲ့ဒီမြန်နှုံးမြင့်အားသွင်းနိုင်တဲ့ဘက်ထရီနည်းပညာသစ်ကိုစတင်မိတ်ဆက်ခဲ့တယ်လို့ဆိုပါတယ်။ EV တွေဟာသမန်အဖြစ်ဓာတ်အားပြန်ဖြည့်ဖို့အချိန်ကြာကြာယူရပေမဲ့အဲ့ဒီနည်းပညာသစ်အရကီလိုမီတာ400လောက်ခရီးသွားထိုင်ရင်တောင်5မိနစ်နဲ့ဓာတ်အားပြန်ဖြည့်နိုင်မှာဖြစ်တယ်လို့ BYD ကကြေညာခဲ့ပါတယ်။ဒါဟာတာမန်ရုပ်ကျွင်းလောင်စာသုံးမော်တော်ကားတွေစီပြန်ဖြစ်ရတဲ့အချိန်နဲ့ဒန်းတူလောက်အထိဖြစ်လာတဲ့သဘောပါအဲ့ဒီနည်းပညာသစ်ကိုကြီးညာခဲ့တဲ့နောက် BYD ရဲ့ရှယ်ယာတန်ဖိုးတွေက မတ်လ18ရက်နေ့ဟောင်ကောင်စတော့ခ်ဈေးကွက်မှာ6ရာခိုင်နှုန်းထိုးတက်လာပြီးကုမ္ပဏီရဲ့တန်ဖိုးဟာဒေါ်လာ162ဘီလီယံလောက်အထိမြင့်တက်လာခဲ့ပါတယ်။ BYD ရဲ့ဥက္ကဋ္ဌကအဲ့ဒီနည်းပညာအသစ်ဘက်ထရီအသုံးပြုထားတဲ့ EV တွေကို April လကစလို့တရုတ်နိုင်ငံမှာရောင်းချသွားတော့မယ်လို့အတည်ပြုခဲ့ပါတယ်။လောင်စာစီသုံးကားတွေနဲ့ EV တွေကြားရွေးချယ်ဝယ်ယူဖို့ဖောက်သည်တွေကစဉ်းစားတဲ့အခါ ဓာတ်အားသွင်းတဲ့စင်တာတွေမှာအကြာကြီးရပ်ထားရတဲ့ကိစ္စအားလည်းအဓိကထည့်တွေးရတဲ့အချက်တစ်ခုဖြစ်ပါတယ်။အခုတော့ BYD ရဲ့နည်းပညာဟာ EV တွေအတွက်အနှုတ်လက္ခဏာစံတဲ့အတားအစီးကြီးတစ်ခုကိုကြော်လွှားပြတော့မယ့်သဘောပါ။ BYD ရဲ့ EV battery အမြန်အားသွင်းမှုနည်းပညာဟာ American ပြိုင်ဘက်ဖြစ်တဲ့ Tesla အတွက်လည်းခေါင်းခဲစရာဖြစ်လာနိုင်ပါတယ်။ Tesla ဟာရောင်းအားကျဆင်းမှုတွေနဲ့ရုန်းကန်နေရသလို BYD အပါအဝင်တရုတ်ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ဘက်ပေါင်းစုံစိန်ခေါ်မှုတွေနဲ့ပါရင်ဆိုင်နေရပါတယ်။ BYD ကအကြွေးကြော်ထားတဲ့အတိုင်းသာဘက်ထရီအားသွေးမှုစွမ်းရည်ကောင်းမွန်မယ်ဆိုရင် Tesla ရဲ့ Supercharge နည်းပညာကပါတရုတ်ပြိုင်ဘက်ရဲ့နောက်ကောက်ချမှုကိုခံရမယ့်သဘောဖြစ်လာပါတယ်။ ။ BYD ကတော့မြန်နှုံးမြန်ဘက်ထရီအားသွေးနည်းပညာသုံး EV တွေကိုလောလောဆယ်တရုတ်ဈေးကွက်ထဲမှာပဲအဓိကဖြန့်ဝေဖို့စီစဉ်ထားပြီးအဲ့ဒီကားတွေနဲ့ကန့်ညီစေမဲ့အားသွင်းစင်တာပေါင်း၄000ကျော်ကိုလည်းတရုတ်နိုင်ငံအနှံ့မှာဖြန့်ကျက်ဆောက်လုပ်သွားမယ်လို့သိရပါတယ်ရှင်။ Honduras နိုင်ငံမှာခရီးသည်တင်လေယာဉ်ငယ်တစ်စီးပြန်တက်ပြီးမကြခင်မှာပဲပင်လယ်ထဲထိုးကျသွားရကလူခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မတ်လ18ရက်နေ့တုန်းကကာရေဘီယံဒေသတွင်းနိုင်ငံရဲ့ရိုအာတန်ကျွန်းကနေပြန်တက်ခဲ့တဲ့လေယာဉ်ဟာတိတ်မကြခင်မှာပဲကမ်းလွန်ရေပြင်စီပြတ်ကျခဲ့တာဖြစ်ပါတယ်။ကေဇယ်ရေးအဖွဲ့တွေဟာညတွင်ချင်းမှာပဲလူ၁၀ယောက်ကိုအသက်ရှင်ရဲကယ်ထုတ်နိုင်ခဲ့ပေမဲ့9ယောက်ကသေဆုံးသွားခဲ့ကြောင်းကြေညာပါတယ်။လေယာဉ်ပြတ်ကိုကျွန်းရဲ့ကမ်းလွန်1ကီလိုမီတာလောက်အဝေးမှတင်ရှာတွေ့ခဲ့တာပါ။ Just Stream လေကြောင်းလိုင်းရဲ့လေယာဉ်ပေါ်မှာ ခရီးသည်14ဦးနဲ့အမှုဒဏ်3ဦးတို့လိုက်ပါခဲ့တာဖြစ်တယ်လို့ Honduras ပို့ဆောင်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီလေရင်ဟာကျွန်းပေါ်ကနေ Honduras ပြည်မကြီးမှာရှိတဲ့ La Saiba လေးစိတ်စီဦးတီပြန်တန်းရင်ပြတ်ကျခဲ့တာဖြစ်ပါတယ်။သေဆုံးသူတွေထဲမှာပြည်တွင်းကလူသိများတဲ့အဆိုတော်တဦးလဲပါဝင်ခဲ့ပြီးနိုင်ငံသားတွေလည်းအသေးအပြောက်ရှိနိုင်တယ်လို့ဆိုပါတယ်။လေရင်ပြတ်ကျခဲ့ရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးသလိုလေကြောင်းလိုင်းဘက်ကလည်းအသေးစိတ်မထုတ်ပြန်သေးပါဘူး ရိုအာတန်ကျွန်းဟာဟွန်ဒူရပ်စ်ပင်လယ်ကွေ့တဲကအကြီးဆုံးကျွန်းဖြစ်ပြီးလှပတဲ့ကမ်းခြေတွေနဲ့ရောင်စုံတန်တာကြောက်တန်းတွေကြောင့်ကမ္ဘာလှည့်ခရီးသွားတွေကြောင့်မှအထူးထင်ရှားတဲ့နေရာတစ်ခုလို့သိရပါပါတယ်ရှင် People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်